မြမအရင်နဲ့ပတ်သက်ပြီးတရုတ်ကဝင်ရောက်စစ်ပချင်းရှိဘူးဆိုပြီးတော့ဒေုတ်တန်ရွေးရဲ့ထုတ်ပြန်မှုပေါ်မြမပြည်သူတွေကတော့ပြင်းပြင်းထန်ထန်ဝေမှုတွေရှိလာပါတယ်။ Everlane စနစ်နေ့ကထုတ်ပြန်ခဲ့တဲ့အဲ့ဒီထုတ်ပြန်ချက်မှာမြမပြည်မြောက်ပိုင်းကလာရှုံမြို့ကိုကိုကန်တက် MDAC ကနေမြမစစ်တပ်တံလွှဲပြောင်းပေးဖို့အတွက်ဒေုတ်နိုင်ငံရဲ့ဂျောင်းဝင်မှုနဲ့ပတ်သက်ပြီးသတင်းထောက်ရဲ့မေးမြန်းမှုကိုဒေုတ်နိုင်ငံရဲ့ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Mr. Guru Jakin ရဲ့ပြန်လည်ဖြေကြားချက်ကိုဖော်ပြထားပါတယ်။ Mr. Guru Jakin ကဒေုတ်မြန်မာနိုင်ငံဟာ အစင်လာမိတ်ဖက်နိုင်ငံတွေဖြစ်ပြီးတော့မြန်မာနိုင်ငံမြောက်ပိုင်းရဲ့ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုကိုထင်ထင်ကြီးဟာနှစ်နိုင်ငံနဲ့နှစ်နိုင်ငံပြည်သူတွေရဲ့အကျိုးစီးပွားနဲ့ကန့်ကြီးတယ်လို့ဆိုထားပါတယ်။ဒီနိုင်ငံဟာမြန်မာနိုင်ငံရဲ့အချုပ်ချာအာဏာနဲ့နေမြေတည်တဲ့ခံမြေးကိုအမြဲတမ်းလေးထားလေးစားပါတယ်လို့လည်းပြောဆိုထားပါတယ်။မြန်မာနိုင်ငံဆိုင်ရာဆက်ဆက်ဖွဲ့စည်းတဲ့ဆန္ဒနဲ့တောင်းဆိုချက်အရမြန်မာနိုင်ငံမြောက်ပိုင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုမြန်မာနိုင်ငံကအမြင့်တင်ပေါ်ဆောင်ရန်ဒီနိုင်ငံကတက်ကြွစွာပံ့ပိုးကူညီလျက်ရှိတယ်လို့လည်းပြောဆိုထားပါတယ်။ ကူမင်းငင်းကြဲတွဲဆုံဆွေးနွေးပွဲမှာမြန်မာနိုင်ငံအစိုးရနဲ့ MMDA တို့ရဲ့သဘောတူညီချက်တွေကိုအကောင်အထည်ဖော်နိုင်ဖို့နှစ်ဖက်ပူးလဲဖိတ်ကြားချက်ရကရုဏနိုင်ငံကမကြာသေးမီကအပြည့်အရဆဲမှုစောင့်ကြည့်ရေးအဖွဲ့ကိုမြန်မာနိုင်ငံလားရှိမှုကိုဆေလွတ်ခဲ့ပြီးတော့မြန်မာနိုင်ငံတပ်မတော်နဲ့ MMDA တို့ကြားဒီခက်ရဆဲရေးကိုစောင့်ကြည့်တော်မှာဖြစ်ပြီးလားရှိမှုကိုချုံးမွေစွာလွှဲပြောင်းပေးခြင်းကိုမျက်မြင်သက်သေခံတော်မှာဖြစ်ကြောင်းထောက်ပြပြောဆိုထားပါတယ်။အဲဒီကိစ္စနဲ့ပတ်သက်ပြီးတရုတ်တရင်ရဲ့ထုတ်ပြန်ချက်နဲ့မစ္စတာဂူဂျန်ကြီးရဲ့ပြောဆိုချက်ပေါ်အလင်းညာစီသာဖြစ်ပြီးတော့ မြန်မာပြည်တွင်းရင်းမှာတရုတ်ကတိတိတတ်တာဝင်ရောက်ဆွတ်ဖက်နေတာကိုကြောင်ညင်းတာဖြစ်တယ်လို့လူမှုကွန်ရက်ဒီမှာတုတ်ပြန်ပြောဆိုတာတွေရှိလာပါတယ်။လက်ရှိမှာတော့တရုတ်ထုကိုယ်စားလှယ်တရှိချင်းကိုတိုင်းလာရှိုးကိုရောက်ရှိနေပြီးတော့အပြစ်ကရဲစင်မှုစောင့်ကြည့်ရေးအဖွဲ့ဆိုတဲ့အဖွဲ့ကဦးစီးကလာရှိုးကိုစစ်ကောင်စီလက်ထက်ပြန်ထည့်ဖို့ဆောင်ရွက်နေတာလည်းဖြစ်ပါတယ်။ရည်စုံမျိုးနဲ့ဘာသာဝကျေးရွာကိုစစ်တပ်ကစစ်ကြောင်းထုဝင်ရောက်စီးနင်းခဲ့ပြီးတော့နေရဲစတိုက်ဒေသခံနေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့တာကြောင့်ရလုံးကျွနီးပါးမီးလောင်ဖျက်ဆီးခဲ့တယ်လို့ရည်စုံတောင်ရှင်း info community ရဲ့ထုတ်ပြန်မှုအရသိရှိရပါတယ်။ ရေစကြိုမြို့နယ်တွင်စစ်ကောက်စီတပ်ပကုတ်ကူတပ်မှတရားတင်တဲ့ရေစကြိုတရင်256 259 258တို့ကစစ်တပ်နဲ့ပြည်စောတိအပေါင်းမှအင်အား150ဝန်းကျင်ခန့်နဲ့ဧပြီလ20ရက်နေ့မှာကျူရွာစင်ကျုပ်ရွာတွေကိုရောက်ရှိလာပြီးတော့အထံကျတက်ဆွဲပြီးအနီးနားမှာရှိတဲ့ကျူရွာတွေကိုစစ်ကြောင်းသုံးဝင်ရောက်မီးရှို့နေတာဖြစ်တယ်လို့လည်းသိရပါတယ်။ဧပြီလ20ရက်နေ့ကကျူရွာကနေဘရဘရွာကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ဝင်ရောက်စီးနင်းခဲ့ပြီးတော့ပြည်သူ့ပံပစ္စည်းတွေကိုစိတ်တညာခိုးယူလူရဲယူဆောင်ပြီးနေအိမ်တွေကိုနှင်းဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့ပြီးတော့ ရွာလုံးကျွန်းနေပါမီလောင်ပျက်စီးခဲ့တယ်လို့လည်းသိရှိရပါတယ်။စစ်တဲစစ်ကြောင်းကြောင့်ကျွရွာစင်ကျွရွာရွာတစ်ရွာညောင်မီရွာတော်ထင်ကုန်းရွာမထီးရွာအင်းမရွာငမညာလေးရွာ လေးရပြည့်ရွာစမရဲရွာငဖေရွာဟင်းသာရွာအလဲတောင်ရွာအလဲကျောင်းရွာနဲ့ဇီးပင်ကျွရွာတွေကဒေသခံပြည်သူတွေအိုးရင်စွန့်ခွာထွက်ပြေးနေကြပြီးတော့စစ်တပ်ကလည်းလေကြောင်းနဲ့နေစဉ်ရဲဆက်တိုက်ခိုက်လျက်ရှိတယ်လို့လည်းဖော်ပြထားပါတယ်ဆက်လက်ပြီးဧပြီလ27ရက်နေ့နေကင်းပိုင်းမှာလည်းစစ်ကောင်စီတပ်ကဇီးပင်ကုန်းကျွရွာကိုလေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ် ညဘက်မှာ၄ချိန်ပြုတ်ခဲ့ပြီးတော့ပေပရလ23ဝင်းလေးညချိန်မှာလည်းလေချောင်းနဲ့၄ချိန်ရေစကြိုမြို့နယ်ဇီးမုံကြီးရွာရှိဘက်နဲ့စမင်းရဲကြီးရွာတောင်ဘက်ပိုင်းကိုဘုံကျဲပစ်ခတ်တိုက်ခဲ့တာကြောင့်စမင်းရဲကြီးရွာနေမျိုးသမီးတူဦးကောင်းထိမှန်တည်ဆုံးခဲ့တယ်လို့လည်းဖော်ပြထားပါရခင်ဗျာဒါမှနိုင်ငံတကာငလင်းဘေးတင်ဒေသတွေမှာရှိတဲ့လူဦးရေ၄တမ3တန်းကျော်ဟာရေတပ်နဲ့တပ်ရှိဆိုင်ရာရေပေါ်ကူညီတွေလိုအပ်နေတယ်လို့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းမှုရော UNOCHA ကထုတ်ပြန်ထားပါတယ် လင်းကြောင့်ရေပေးဝေရေးစနစ်တွေကြကြပြက်ပြက်ပျက်စီးခဲ့ပြီးတော့အိမ်သာပေါင်း၄000ကျော်ပျောက်ကျခဲ့တယ်လို့မကြာခဏဒါအပြတ်တောက်မှုတွေကြောင့်လည်းရေပေးဝေရေးအခက်ခဲတွေဖြစ်စေခဲ့တယ်လို့လည်းဆိုထားပါတယ်။လူသားချင်းစာနာထောက်ထားမှုဆိုင်ရာမိဖက်အဖွဲ့အစည်းတွေကအချင်းတွေပို့ပြီးဆွေးရောမလာခင်မှာအကူအညီလိုအပ်နေတဲ့လူကြီးတတန်းကိုရေတန့်ရေပေါ်ရေတန့်ရှင်းရင်းနဲ့တကယ့်ရေတန့်ရှင်းရင်းဆိုင်ရာအကူအညီတွေပေးဖို့လို့လည်းရည်ရထားတယ်လို့ပြောဆိုထားပါတယ်။မတ်လ28ရက်နေ့ငလင်ထုတ်ကပ်ပြီးသတင်းသုံးပတ်ကြာတဲ့အထိငလင်အစ်စ်ပြည်သူတွေဟာလုံခြုံစိတ်ချရတဲ့အမိုးကာရေတန့်လက်စင်မီနဲ့ မရှိမဖြစ်လိုအပ်တဲ့ဝန်ဆောင်မှုတွေမရရှိစေကြောင်းကိုလည်းထုတ်ပြန်ကြမှာပေါ်ပြထားပါရဲမိုးကံနဲ့အခြေခံအင်သုံးပစ္စည်းတွေလိုအပ်နေသူရေအတွက်ဟာအခုကတန်းကနေ50တန်တီဒေါ်လာပြီဖြစ်တယ်လို့လည်း UNOCHA ကတော့ဆိုပါရဲအလင်းငယ်ဆက်လက်လုတ်ခတ်နေတာကြောင့်နေနေပြန်လည်တိဆောက်ရေးနဲ့ပြန်လည်ထူထောင်ရေးကြိုးပမ်းမှုတွေဟာအဟံတားဖြစ်စေခဲ့ကြောင်းနဲ့ကနဦးငလျင်ကြောင့်အင်ဂျီ၄000ကျော်ပျက်စီးခဲ့တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြပါရှိပါရခင်ဗျာ။ယူရီမြန်မာရဲ့ညနေခင်းသတင်းစီစဉ်တွေကိုနေ့စဉ်တနင်္လာနေ့ကနေ့စနေနေ့ထိ မြန်မာစံနေကြီးည9:00နာရီတိုင်းမှာတင်ဆက်ပေးနေတာဖြစ်လို့စောင့်မျှော်ကြည့်ရှုနားဆင်နိုင်ပါပြီခင်ဗျာ